နားဆင်သူပြည်သက်များအားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့မှာတော့စာရေးဆရာတက်တိုးဘာသာပြန်ထားတဲ့မြဲတဲ့မြစ်တာဆိုတဲ့ဟန်ဂရီစာရေးဆရာကြီးတီဘော်ဒဲရေးသားထားတဲ့ဝိတုတိုလေးတစ်ပုဒ်ကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာဝိတုတိုလေးကိုမတင်ဆက်ခင်ကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လုပ်ထားပေးကြပါအောင်ခင်ဗျာထောင်ခန်းတကာပွင့်လာပြီးအဆောင်ကတခုခုပြစ်တွင်းလိုက်ပြီး ဖမ်းလိုက်ဘူးသူကဆိုသည်နံပါတ်ရိုက်ထားသောအိတ်ကြီးတစ်ခုအကျဉ်းသားရှေ့ချမ်းမြေပေါ်သို့ကျလာသည်ဘီသည်မတ်တရက်ပြီးတက်ပြင်းတစ်ချက်ချပြီးနောက်အဆောင်ကိုငေးကြည့်နေသည်အဲ့ဒါမင်းပစ္စည်းတွေပဲဝစ်ပြီးတော့သူတို့မင်းကိုမုတ်စိန်ရိပ်ပေးကြလိမ့်မယ်အဲ့ထဲတဲ့ဝေစားများနဲ့ဖနက်ပါရှိသည်ရင်းတို့ကိုဘီသည်လွန်ခဲ့သောခုနှစ်ကချုပ်ပေးလိုက်ခရသည်ဝေစားများသည်ကြီးနေသည်ဖနက်မှာလည်း မှုတက်နေသည်သူသည်မှုတက်နေသောရှက်အင်းကြီးကိုလက်ဖြင့်ဖိရည်ဖြန့်နေသည်အဝေစာဝေပြီးသည့်နောက်အဝေစာဝေပြီးသည့်နောက်ထောင်ဆက်တရလာ၏သူ့ကိုမုတ်ဆင့်ရေးပြလိုက်သည်နောက်တနားရီကြာသောအခါသူတို့ကသူ့ကိုထောင်ယုံကန်ကလေးသို့ခေါ်သွားကြသည်အပြင်အဝေစာဝတ်ထားသောသူ့လိုလူ၉ယောက်၁၀ယောက်လောက်ယုံကန်ဝဇင်းကြံကလေးတွင်ရက်ဆောင်နေကြသည် တို့ရတယ်သူ့ကိုအရင်ဆုံးခေါ်သည်တက်ကြက်တယောက်သည်စပွဲတွင်ထိုင်နေသည် အခြားတယောက်ကသူ့ဘွေးတွင်ရက်နေသည်ဘူကြီးတယောက်ကမူအချင်းခံကလေးထဲမှာပင်ဖြီးဖြီးခောက်တုတ်ခောက်ပြန်ရှောင်နေသည်စပွဲတွင် ထိုင်နေသော တက်ကြက်ကဒီမာလာစံနာမည်ပြောစံအမေနာမည်ဘယ်သွားမလဲဟု မေးလေသည်ဘီကကျွန်တော်မသိပါဘူးဆိုသည်ဘာမသိတာလဲအခုမင်းဘယ်ကိုသွားမယ်ဆိုတာမသိဘူးလားဟုတ်လားဟုတ်ပါတယ်အခု သူတို့ကျွန်တော်ကိုဘယ်ခေါ်သွားမယ်ဆိုတာကျွန်တော်မသိပါဘူး။ဘီကပြန်ပြောသည်။တဲ့ချက်ကမဲ့ရဲ့ဟဲ့သူတို့မင်းကိုဘယ်မှခေါ်မသွားဘူး။မင်းအိမ်မင်းပြန်ပြီးမင်းမိမကျွေးရဲ့ညသာစားပြီးမင်းမိမနဲ့အတူတူအိတ်ပေါ်ကတိပြီလားဟုပြောပြသည်။အချင်းသားကဘာမှပြန်မပြောဘူး။ကဲပြောသားဘယ်ရက်ကိုသွားမှလဲ။စီလဖီယာလန်အမတ်ဆက်ခွန်ဒူတာဘက်မြို့ဘယ်နယ်လဲ။အမတ်နဲ့နေပြီပါ။နေပါဦး။အခုကျွန်တော်ကိုဘာဖြစ်လို့လွတ်မှလဲ။ မင်းနားမလဲဘူးကွာအချိန်ကတော့လိုပေါ့ကွာမင်းကဒီကထွက်သွားရမှာမကြိုက်ဘူးလားဒူပန်ပစ္စည်းလေးများကိုတစ်ဖက်ကမ်းမှထုတ်ယူလာသည်ရင်းတို့ကအဘောစားလက်ပနာကြီးတလို့ဖောင်နေတချောင်းဟောင်းနှံ့နေသောစိမ့်ညူညူပိုက်ဆံထဲထားသောတရေအိတ်ထိုးအိတ်သည်သူ့ဖောက်ရင်မကွယ်လွန်ကောင်ကကင်သောတရေအိတ်ဖြစ်သည်အိတ်ထဲတွင်ပတ်ဆံတပြားတစ်ချက်မှမရှိသေးဒီမှာလက်မထိုးဟုတက်ကြက်ကဆိုသည်ထိုးပစ္စည်းများရရှိကြောင်းပြေသာလက်မဖြစ်သည် ဒါလည်းထုံထောင်တွင်လောကငွေ146ကျပ်ဖော်ရင်ရာကြောင်းပြည်သာလက်မှတ်ဖြစ်သည်ငွေကိုရည်ရည်စပွဲပေါ်တွင်ချပေးလိုက်သည်ကဲယူလိုက်ဟုတကြကပြောသည်အကျဉ်းသားသည်ပတ်စံအိတ်ကိုထုတ်ငွေစက်ကူများကိုတွတ်ထည့်လိုက်သည်အကျွေများကိုလည်းထည့်သည်ပတ်စံအိတ်ကမူစော်လဲနန်းနီနောက်ဆုံးသူ့အားကမ်းပေးလိုက်သည်မှာထောင်မှလွတ်ကျောင်းအမိန့်စာရွက်ပင်ဖြစ်သည် ထိုစာရွက်တွင်ပါသော လွတ်လိုက်သည့်အကြောင်းဆိုသည့်စာရင်ဘာမှမရေးပဲခြံလက်ထားသည်ကို တွေ့ရသည်သူသည် ထောင်ရုံအနီးစည်းကြံတွင်အနိုင်မြငေးကြောင်ကြောင်လှုပ်၍နေလေသည်ထို့နောက်သူနှင့်အတူတခြားအကျဉ်းသား၃ဦးတို့ကိုလည်းထောင်ဝင်းတကားမကြီးရှိရာသို့ဆောင်များကခေါ်သွားကြသည်တကားမကြီးတို့ ရောက်ခါနီးလောက်တက်ကြွတယောက်အပြေးလိုက်လာပြီလျင်သူတို့ထဲမှတယောက်ကို ပြန်ခေါ်သွားလေသည်အခေါ်ခံရသူဤမုတ်စိတ်ချင်းစဲ ပြောင်းရိတ်ထားပြီးမျက်နှာသည်ချက်ချင်းဝါးကျင်ကျင်ဖြစ်သွားလေသည်သူ့မျက်လုံးများသည်လည်းကြောင်တော်တော်ဖြစ်သွားလေသည်ကြံသုံးယောက်သည်တကံမာကြီးတို့ဆက်၍သွားကြသည်အဆောင်ကဘီဘူးတရထားပြေးနေတယ်စီးသွားပြီတော့ဟု နောက်ဆုံးအနေနဲ့သူ့ကိုယ်သူရှာဖွေပြီးထောင်လို့အမိန့်စာရောက်ကိုပြန်ပေးရင်ပြောလိုက်သည်ဘီဒီငုတ်ရင်ငေးကြည့်နေမိသည်ဟေ့ဘာလုပ်နေတာလဲကွာဟုအဆောင်ကမေးသည်ဘီဒီလည်းငေးမြန်ငေးသည်သွားလေကွာသွားလေကွာ တကာထဲမှာအလုပ်ငင်းနေတာလဲအဆောင်ကဆိုသည်ဟုတ်ကဲ့ကျွန်တော်သွားပါမယ်ကျွန်တော်သွားနိုင်ပြီလားခင်ဗျာဟုတ်ဘီကမေးလိုက်တယ်အဆောင်ကဘာမှပြန်မဖြေကြည်ဘီသည်ထောင်လွတ်အမိတ်စာရက်ကိုအင်းကြီးတဲသို့ထည့်ပြီးလျင်တကားပေါ်ကြီးမှထွက်၍အပြင်သို့လျှောက်သွားလေသည်ခြေလမ်းအနှဲငယ်များလျှောက်ပြီးသည့်နောက်သူသည်နောက်သို့ပြန်ကြည့်ရကြည့်ခြင်းသည်သို့တော်မကြည့်မိအောင်ထိန်းလိုက်ပြီးလျင်ဆက်၍လျှောက်သွားသည်နောက်မှလိုက်လာတော့ခြေတံများကိုကြားရလိမ့်မလားဟု ်ဆိုရင်စိတ်ပြနားစွန်သည်တရထရတဲ့နေရာအထိနောက်ကငါပခုံးကိုလာဆွဲပြီးငါနာမီကိုမခေါ်ဘူးဆိုရင်ငါတကယ်လွတ်ပြီအင်းလွတ်ပြီလို့ထင်တာပဲဟုတ်စိတ်ထဲတဲ့ရေရွနေမိသည်တရထရတဲ့နေရာတို့ရောက်သည်နဲ့တပြိုင်တည်းနောက်တို့ယိုချီလဲကြည့်မိရာသူ့နောက်တွင်တဦးတယောက်မြမလိုက်လာကြောင်းတွေ့ရသည်သူ့နှဖိုးတွင်တီးနေသောချွေးပေါများကိုတောက်ပြည်ရန်လက်ကင်ဘွားကိုအင်းကြီးအိတ်ထဲတွင်ရှာပါတော့လဲလက်ကင်ဘွားမတွေ့ရကြီးထိုကဲ့ တဟိုးဟိုးမြည်စိုက်ရောက်လာတော့တရထားဒစင်းပေါ်သို့တက်လိုက်သည် နောက်မှလိုက်လာတော့တရထားဒစင်းပေါ်ဆင်းလာတော့ကြောက်ပေါက်မှနေထောင်ဆောင်ကိုသူကလှမ်းမြင်သည် ထောင်ဆောင်ကလည်းသူ့ကိုမြည်၍ခြေစုံကောင်းဆုံးကြည့်သည်သို့တော်လည်းသူကထောင်ဆောင်ကိုယူသည်မပေးသူတက်စီးတော့တရထားလည်းစိုက်ထွက်သွားသည် ထောင်ဆောင်ကိုယခင်ကယူဆရေးပေး၍နှုတ်မဆက်သည်ဤအချားမဲ့ကာလ၌သူ့အဖို့လောကကြီးသည် အတန်များစူညံ၍ပွက်ထွက်လာတော့သည်ရုပ်ရှင်ပြသရာတွင်ဆက်၌တခုခုချွေးင်းသွားကအတန်မထွက်ပဲအယုတ်ကားများသာလှုပ်ရှားနေရမှဗျုံးကလေးအတန်ထွက်လာသည်ဖြင့်ရုပ်ရှင်ကားပေါ်တွင်စကားပြောနေသောဆက်ဆောင်၏စကားကိုအလေမဖြဲ့၍ကြားရသည့်ညီနှင့်တူသွားလေ၏ရင်းတို့ရုပ်ရှင်ပြသရင်အတန်ပြောက်သွားရမှပြန်ပေါ်လာသောအခါငကိုထက်ပိုရစ်ကြီးသွားသည်ဟုထင်ရသည်ထိုနည်းတူပင်သူ့ပေါဝင်ခြင်းပင် အတန်များစုပြုံ၏မြည်ကြီးလျက်ရှိ အကြောင်းများ ဝေရှင်လျက်ရှိတစ်ဖက်မှမောင်းလာသောဒရထသည်ဘီတစ်ခါမှမမြင်ဘူးသည့်အဝါရောင်မျိုးလွှမ်းခြုံသည်ဟုထင်ရ၏ဒရထလည်းပြေးနှုတ်ရှင်သည် မောင်းသူထဲ့မရတော့အောင်ယံသည်ဟုထင်မိလမ်းမေးရှိ အမုန်းဤအယောင်ကလေး၏အယောင်မှလည်းပြောင်းလျက်ရှိ၏လမ်းမေးတစ်ဖက်မှလာသောမြည်ထားတဲ့စင်းကိုဆွဲသောမြင်းနှကောင်အယောင်လည်းပေါ်မီးပန်းရောင်ကဲ့သို့ တောက်ပြောင်သောအယောင်ဖြစ်သည်ယထာဘော်တွင်မောင်းသူတဦးသာပါလာသည်မြင်းခါတန်ဤတူရိယတန်ကြောင့်ငွေပြာရောမိုးကောင်းကင်တွင်မိုးနှက်မဲ့တံရှိသော တင်ဖြူကလေးများသည်ကနေကြလေသည်အစိမ်းရောင်ဖန်ဘူးပြောင်ပြောင်နှလုံးတွင်ပန်းများဝေဝေဆာဆာနေသည်ပြတင်းတကားလည်းပွင့်နေသည် သူသည်တရထားပြင်းရင်လမ်းမြင်နေရ၏လမ်းမေးစင်းကြက်များပေါ်တွင်အရွယ်အရစာလူပေါင်းတိမ်တန်းတို့သည်လှုပ်လှုပ်ရွရွသွားလာနေကြသည်သူတို့သည် တယောက်နဲ့တယောက်မတူကြပင်အားလုံးချစ်စရာကောင်းသည်တယောက်ကိုကြည့်ပြီးချစ်စရာကောင်းသည်ဟုဆိုလိုက်နေရာမှာနောက်တယောက်ကဘူရီချစ်စရာကောင်းကြောင်းတွေ့ရပြန်သည်တရားထားပေါ်မှာလမ်းရည်ကြည့်ရသောလူများကြောင့်ငယ်နေသည်ဟုထင်ရသည်ပြီးတော့လည်းမိမတွေအားလုံးချစ်စရာကောင်းကြသည်ကြီးဘီဒီမျက်လုံးများပြာဝေလာသည်ဖြင့်တရားထားအခန်းတွင်မှဝင်၍လက်မဲ့ဝယ်ပြီးလျင် ထိုင်လိုက်တော့သည်လက်မဲ့ရောင်းသောအမျိုးသမီးအတန်သည်တာလာပေသည် ဝိနာတံရောလျက်ရှိကျင်နာသောအတံပေါ်လင်းနေသည်ဘီဒီသူ့အာယုံများကိုပိတ်၍ချုပ်တီးနေလေသည်ဆက်ရည်သာအာယုံတွေခံယူနေပါမူသူ့ဖို့ချုပ်ထီးရနိုင်ပွဲအကြောင်းမမြင်တော့ပင်ထိုကိုက်သူသည်ရဲချက်ယုံဝင်တကားဝ၌ယောက်ျားတစ်ယောက်ကမိန်းမတို့ဤပါကိုယူရရကိုင်းနေသည်ကိုလှမ်းရင်မြင်နိုင်ရ၏သူနှဖေးတွင်တီးလာသောချိပေါက်များကိုတုတ်ရန် လက်ကင်ဘွားကိုအိတ်ထဲတွင်နှိုက်ရှာတော့လဲလက်ကင်ဘွားမတွေ့ရ သူ့မျက်နှာရှင်းဆိုင်ထိုင်ကိုယ်တွင်အလုသမားတယောက်သည်ဘီယာ၆ပလင်းထည့်ထားသောတေးရီအကြီးနှင့်ထိုင်နေသည်လက်မရောင်းသောအမျိုးသမီးကရင်မောသည်ဘဲနယ်လည်းမများလုံးဘူးလားဟုမေးလိုက်သည်အလုသမားကြီးကညီမရေကျုပ်ကတော့အိမ်တော်သည်ဗျကျုပ်ရဲ့ဇနီးကသူ့ရှိမှကျုပ်တောက်တာကိုကြိုက်တယ်လက်မရောင်းအမျိုးသမီးကရေးပြန်သည်တောက်တာကိုကြည့်နေုံ ကြည့်နေတာပဲလားဒါပေါ့ဗျဒီဘီယာအညိုပါလားဟုတ်တယ်ဖြူကပိုပေါင်းတယ်မဟုတ်လား ကျုပ်ဇနီးကညိုမကြည့်ကောင်းတဲ့လက်မယောင်တဲ့မျိုးသမီးကရဲမောလီသည်တပင်းလောက်ထားခဲ့ပါလားဘာလို့ဖို့လဲကျမกินဖို့ပေးဖို့ပေါ့သူကအဖြူကြိုက်တာအညိုယူသွားလို့ဘယ်ကောင်းမလဲလက်မယောင်မျိုးသမီးကရဲပြန်သည်တရထားရက်သက်ပြေဘီလဲဆင်းသွားပြီလေငါမော်တော်ကားစီကိုလှမ်းခေါ်လိုက်သည်ကားမောင်းတစ်ပါးကသူ့ရှေ့တွင်ရထားသောအလံပြူကလေးကိုလှဲလိုက်သည်ဘယ်လဲဆရာဘီကဘာမှမပြောဘဲငေးနေတဲ့ပြေမေးလိုက်ခြင်းဖြစ်သည် ဘုရားပိုင်းဘက်စီမောင်းမှာတက်စီကာသမကသူ့ကိုလမ်းကြည့်နေသည်ဘယ်တရားသွားရမှလဲဘီဒီဘယ်တရားမှသွားခိုင်းရမှရုပ်တရက်မပြောတော့အောင်ဖြစ်တဲ့ဖြစ်ငေးနေမိသည်ခမရဒီမျိုးကမဟုတ်ဘူးလားကာမောင်းသမားကမေးသည် မာจิตတရားဘက်မောင်းမှာဟု သူကပြန်ပြောသည် ကားကလည်းစရိတ်ထွက်သည် ထိုင်ကုန်တွင်ခါမမကြီးနှင့်ထိုင်နေလေသည် နောက်သို့မမိကြီးကားတစ်ပါးပေါက်များတဲ့သူနေရောင်ထိန်လင်းနေသောလမ်းများမှ လာသောဖုံဖုံများနှင့် ်က်စီနံများဝင်လာကြသည် နေသည်ကြဲကြဲကြီးပူနေ၏ဒန်းသောလမ်းလာတို့၏အရေးများကြောင့်လမ်းတွင်ငကိုစီကားသည့်တဲ့ပွေစီကားနေသည်ဟုထင်ရ၏ချိုးချင်းရောင်းသောဆိုင်ကလေး၏အမိုးသည်တိုက်နံရံကိုမိနေသောလိန်မောင်ရောင်နှင့်အဖြူရောင်ကြားရွက်ထယ်မိုးများဖြစ်သည် နေရောင်ကြောင့်ဆိုင်ထဲတွင်ထိုင်၍ဆက်လက်တောင်းနေသောအမျိုးသမီး၏အပေါ်တွင်ရှူဝါရောင်ဟက်လျက်ရှိလမ်းတောင်းတွင်ဝတိချပင်ကလေးအပွင့်များဝေစားပွင့်နေသည်ဖြစ် ဝတ်သိပ်၆ဝင်အောက်တွင်ဇာချီဖြစ်ရထားတဲ့ကဲ့သို့ရိတ်ထင်လျက်ရှိ တနေရာမှာတော့ရက်ပြီးစီကွက်ဝေရရင် ကောင်းမှာပဲဟုဘီကကာသမားကိုပြောသည် ကားသည်သုံးရင်မြကျော်တွင်ရက်သည်ဘီသည်ကားတကားပေါ်မှအပြင်ဘက်သို့လှမ်းကြည့်လိုက်ရာမော်လာဟုနီများဆလဲရွက်များတစ်တော်နီများစုပုံရထားသောဆိုင်ကလေးကိုမြင်ရသည်ထိုဆိုင်ကလေး၏ဘေးအတွင်းထဲသို့ဝင်သွားလျင်ဆလိတ်ဆိုင်ကိုရောက်နိုင်သည်ကျွန်တော်တော့ဝယ်ပေးပါမယ် ဘယ်စည်းကဲ့မျိုးဝယ်မှလဲဟုကာသမမေးသည်ဘီဒီမွန်လာဦးနေများကသာငေးကြည့်နေပြီသည်သူ့လက်များတုံလျက်ကော့စီးကရက်ကကောင်းပါလိမ့်မယ်ဟုကာသမကအကြံပေးသည် အင်းကောင်းသားပဲမိကျစ်တကူလည်းဝယ်ခဲ့ပါသူကဆိုလိုက်သည်ကာသမသည် ကားထဲမှထွက်လိုက်သည် ပိုက်ဆံထုတ်မနေနဲ့ဦးကားကပြီးမှရောပြီးပေါ့တဘူးဆိုတော်ပြီလားဟုတ်ကဲ့ကာသမသည်ပြန်လာသည်ကဲအခုတလေးလောက်ညှိတော့လိုက်ကျွန်တော်ရောက်ပါလေထောင်နှစ်နှစ်ကြာတာပဲ ်ထောင်ငါထွက်လာတာနဲ့တပြိုင်တည်းစီးကဲကိုဆွဲတာပါပဲအိမ်မပြန်ခင်တော့တောစီစီကလေးနှစ်လိပ်ကိုတစ်လိပ်ပြီးတစ်လိပ်တောက်လိုက်တယ်ခမရကကျွန်တော်ထောင်ငါထွက်လာတယ်ဆိုတာဘယ်လိုပြောနိုင်တာလဲဒါကတော့ပုံမှန်ကြည့်ပြီးပြောနိုင်တာပေါ့ကျွန်တော်ရောက်ဖတ်ထွက်လာတော့ကလည်းအသားရည်ညင်းဆူဆူနဲ့ပေါ့ဈေးရုံကဆင်းလာတာလဲအသားရည်ညင်းဆူဆူဖြစ်နိုင်တယ်ဒါပေမဲ့ဈေးရုံကဆင်းလာတဲ့လူတွေရဲ့အဝတ်အစားကြီးမနေဘူးဗျခမရဘယ်လောက်ကြာခဲ့တယ်လဲဒီက9နှစ်ကိုပြောလိုက်ပြီ ကာသမာအားတင်တော်ဟန်ဖြင့်လေချုံလိုက်သည်နိုင်ငံရေးမဟုတ်လားဟုတ်ပါတယ်ဗရမနှစ်နှစ်ခွဲက အလုံးထောင်ထဲမှာနေရတယ်။အော်အခုတော့လွတ်လိုက်ရောပေါ့ဒီလိုဖြစ်မှာပေါ့လွတ်လာခဲ့တာပဲကာသမာကပခုံးကိုတွန်းလိုက်ပြီးနောက်ခုနှစ်နှစ်တောင်ဘယ်နော်ခမည်းပုံမှန်ကြည့်ရတာဘလောက်ကြကြနေခဲ့ရလို့ပဲမှန်းနိုင်ပါတယ်။အောင်းစရာမဟုတ်ပါဘူးဆိုလေသည်ဘီဒီဘူတာယုံရှိသူရှောက်တော့အခါကားပေါ်မှာဆင်းလျှောက်သည သူသည်သူ့ဇနီးနှင့်မတွေ့ခင်ခြေဆန့်လက်ဆန့်လှုပ်လှုပ်ရှားရှားလှုပ်လို့သည်ကာသမားကသူပေးသောအပိုကြီးမယူပေကာကကူတာယူ၏ကျွန်တော်ကိုအပိုမပေးပါနဲ့ဗျာခမားမငွေလိုလိမ့်မယ်ငွေကိုလည်းကျမရေကလွဲပြီးဘာအတွက်မှမသုံးနဲ့နေတိုင်းအမေသားစားပါဝိုင်းရဲ့တပင်းနဲ့လောက်လဲတောက်ပေးပါဒါမှခမားရဲ့ကျမရေကောင်းလာလိမ့်မယ်ကာသမားကပြောသည်ဘီဒီကာသမားကိုကျေးဇူးတင်ကြောင်းပြောပြီးလျှင်နှုတ်ဆက်လိုက်သည်လမ်းတစ်ဖက်တွင်ရှိသော ဝေစားကြောင်းသောဆိုင်ရှိမှန်ကြီးရှိတယ်ခဏရေရည်သူ့ရုပ်ရည်ကိုသူပြန်ကြည့်သည် ပါစီလမ်းမကြီးတွင်လူသွားလူလာအလွန်များသည်ထို့ကြောင့်သူသည် လမ်းဘေးတွယ်ကလေးမှတင့်နေခွင်းသို့ဖြတ်၍ဟာမင်းအော်တိုလမ်းဘက်သို့လျှောက်သွားသည်ထိုလမ်း၏မနေ့ချင်းဆိုင်ရက်တွင်ကွက်လိုက်ကြီးများရှိသည် ခလန်းလန်းတွင်တောင်ကုန်းများရှိသည်သူသည်မူးမိုက်လာသဖြင့်မြက်ခင်းပေါ်တွင်ထိုင်လိုက်သည် သူဇနီးကသူလာမည်အကြောင်းကိုကြိုတင်၍တည်ထားမည်မဟုတ်သဖြင့် တယောက်ခရက်သွားဖို့မလိုပေမြက်ခင်းပေါ်တွင်နိုင်ဝဲလောက်ထားရနားနေနိုင်သေးသည်သူနှင့်မနက်ရှင်းဆိုင်တွင်ခြံတချံရှိသည်ခြံအတွင်းတွင်တစ်တော်ပင်သည်အပွင့်တွင်မြိုင်ဆိုင်သည်ပြီးသည်တစ်တော်ပင်ကိုအတန်အကြာငေးဆိုင်ကြည့်နေပြီးမှခြံဘက်သို့လျှောက်သွားသည်နှင်းခဲများကဲ့သို့ဖြူပွေးဤနေသောပန်းပွင့်များကိုအောက်မှလှမ်းကြည့်လိုက်သည်ပန်းပွင့်များသည်နှင်းခဲကြီးတစ်ဝဲဖြစ်၍ပြာရည်ကြည်လင်နေသောကောင်းကင်ကိုမမြင်နိုင်ပဲ ပိတ်ဆို့နေလေသည်ပန်းပွင့်တိုင်းတွင်အလေ၌ဝါရောင်တန်းလျက်ရှိသည်နူးညံ့တိမ်ဝဲစင်ကြယ်သော လက္ခဏာကိုဆောင်လျက်ရှိပေသည်ပြားများသည့်တဝီဝီမြည်လျက်ပန်းဝဲမုံများကိုစုပ်နေကြသည်သူသည်လေထဲတွင်စုပြုံပြန့်တန်းနေကြသောနှမ်းကျွသည်အမြင်မှ ပန်းဆိုင်ပန်းထွေးပေါ်တွင်ဝိယုံလှမ်းမှုထားသည်ပုံတံဖြစ်နေလေသည်ဘီသည်ရဲ့ရဲ့နားဆော့နေသည်သူသည်တကန်းကြီးနှကိုင်းကြားထဲမှကောင်းကင်ကိုလှမ်းကြည့်လိုက်သည်ကောင်းကင်တွင်ဖြူလွတ်လပ်တိမ်တိုင်းတစ်ခုကိုမြင်ရသည် ထိုတိမ်တိုက်သည်လည်းပန်းပွင့်များစုခဲနေတကယ်သို့ဖြစ်နေသည်ဘီဒီမြေပြင်ပေါ်ကြီးပန်းဆိုင်နှင့်ကောင်းဝင်ကပန်းဆိုင်ထိုဆိုင်ခဲနှစ်ခုကိုတစ်ခုကလန်းချူရနိုင်သည်တစ်ခုကမချူသာနိုင်အဖြစ်၌ရှိသည်ထိုခြေနှင့်နှစ်ခုကိုရှင်ကြည့်နေရင်မိုးချို့၍မှောင်သွားလေတော့သည်သူသည်လက်ပနာဤကိုတော့ပေးရမှမေ့သွားသည်ဖြစ်ကားပေါ်မှဆင်းလာသည်နှင့်ယခုအချိန်ထိညီမျှကြသွားသည်မသိနိုင်ကြသူသည်ဆက်လက်၍ ဂရင်မောမဏီတော်ပဲအိမ်ဘက်သို့လျှောက်သွားလေသည်အတန်ငယ်ရှောင်းပြီးသောအခါခြုံကလေးတစ်ခုတွေ့၍ခြုံွယ်ပြီးလျင်အံပြစ်လိုက်သည်အံလိုက်မှပေါ်သွားသည် နိုင်ဝက်မြတောင်ကုန်းပေါ်ရှိတစ်ပင်တွေကြား၌ရှိသောကျင်းသောလမ်းဒီလမ်းလည်များကို၆ရာပြီးသည့်နောက်တွင်သူနေသောအိမ်တို့ရောက်လေသည်သူတို့သည်ပထမထပ်တည်နေကြသည်အဆောက်အုံလေးကိုင်းအဝင်း၌ပန်းအုံနှစ်အုံတစ်ဖက်စီ၌ရှိသည်သူသည်လေကားမှတက်သွားသည် သူတို့အခန်းထဲရောက်တော့အခါအဲ့လာခေါင်းလောင်းကလေးကိုနှိပ်တော်လဲအခန်းထဲမှာမြည်သူမြထွက်မလာကြည့်အခန်းတကားကိုလည်းအခန်းရှင်ဤအမိပြားတက်မထားပြီထို့ကြောင့်သူဒီအောက်ထက်သို့ဆင်းပြီးစအုံဆောက်ဤအခန်းသို့တွားကတကားကို ခောက်ပြီးခန်းတကားကိုဖွင့်ပေးတော့မိမကြီးကိုသူကနှုတ်ဆက်လိုက်သည်မိမကြီးသည်ရခင်ကနဲ့မတူတော်တော်ပိန်သွားသည်အိုလဲအိုသွားကြည့်ကြည့်ရှင်ဘုသူကိုတွေ့ကျင်လို့လဲဟုမိမကြီးကမေးလိုက်သည် ကျွန်တော်ဘီပါကျွန်တော်မိမဒီတိုင်းမှာနေသေးသလားဖះရည်ဘူးမိမကြီးကအော်လိုက်သည်ဘီဒီလဲခေါင်းငုံရင်ကျွန်တော်မိမဒီမှာနေသလားဟုထပ်မေးလိုက်သည်မိမကြီးဒီအခန်းတကားဘူးကို ကင်ထားသောလက်ကိုပြန်ယူသိမ်းလိုက်ပြီးတကားတိုင်ကိုမိလိုက်သည်အွန်အင်းရှင်ပြန်လာပြီဘူးဖះဖះဟုတ်ပါတယ်ရှင်မိမဒီမှာပဲနေတာရဲ့ရှင်ပြန်လာမယ်ဆိုတာ तू မသိဘူးလားဖះဖះဟုတ်ပါတယ် तू ဒီမှာနေပါတယ်စကားလုံးများ ထက်ရထက်ရပြောနေနေသည်ကျွန်တော်သားကလေးကောဟုဘီကမေးသည်ရှင်သားကလေးကျမ်းမာပါလေတန်တန်ဆန်းဆန်းနဲ့အတော်ပဲကြီးနေပါပြီဟုမိမကြီးကပြောသည်ဘီကဘာမှမပြန်ပြောကြီးအထဲဝင်ပါဦးဝင်ပါလေရှင်မာဘာပြစ်မှုမှမရှိဘူးဆိုတာကျွန်မသိပါတယ်တနေ့နဲ့လွတ်လပ်လိုက်မယ်လို့လည်းသိပါတယ်ကျွန်တော်အိမ်သားတွေဘယ်ရောက်နေကြပါလိမ့်အဲ့တဲ့ခေါင်းလောက်နှိပ်တာ၃ငါတော့မှဘယ်သူမှထွက်မလာကြဘူးအထဲဝင်ပါဦးရှင်အိမ်သားတွေဒီအိမ်မှာမရှိကြပါဘူးဟိုတခြားလူတွေတည်းမရှိကြပါဘူး ဘီလည်းဘာမှမပြောပဲချမ်းမြူကသာစိုက်ကြည့်နေသည်ရှင်မိမအလုံးစင်းနေဂျူရီကားကတော့ကြောင်းတက်နေတယ်မွန်းလဲတော့သူတို့ပြန်လာကြပါလိမ့်မယ်အထက်ဝင်ထိုင်ပါဦးမိမကြီးကပြောသည်အခန်းမှာတခြားလူတွေရှိသေးတယ်ဟုဘီကမေးလိုက်သည်ဟုတ်တယ်ရီမွန်မွန်တွေပါပဲရှင်မိမနဲ့လည်းတင့်မြက်ကြပါတယ်ဖះဖះရှင်ပြန်ထွက်လာပြီဘီဒီဘာမှမပြောကြီးရှင်အခန်းတော့ ကျမမှာရှိတယ်ခန်းထဲဝင်ပြီးနားနေကြမှာပဲနော် ရှင်မဲမပြန်မြောက်ပြီးနင်းနဲ့နားယူလိုက်ပါလားမိမသည်နေရံတွင်ချိန်ထားတော့တော့နှချောင်းအနဲ့တချောင်းကိုယူပလိရင်အခန်းတကားကိုပိတ်လိုက်သည်ဘော်ရက်တက်ပြီးနားနေခြင်းနဲ့မဟုတ်လားဟင်ဟုမိမကြီးကမေးလိုက်သည်ဘီသူ့ရှိတော်များကိုငုံကြည့်ရင်အများလဲလိုက်ခဲ့အောင်မဲ့မဟုတ်လားဟုပြန်မေးလိုက်သည်လိုက်မှာပေါ့ရှင်မိမနေတဲ့အခန်းကို လိုက်ပြမယ်လေဟုမိမကြီးကပြောသည်သူကဘယ်ခန်းမှာနေတာလဲဟုဘီကမေးသည် ဒီလိုလေးအခန်းကားတဲ့လူတွေက၄ယောက်သူတို့ကနှခမ်းယူထားတယ်ရှင်မိန်းမနဲ့တားကလေးကအိမ်ပေါ်မှနေနေတဲ့အခန်းကိုပြောင်းနေကြတယ်ဒါပေမဲ့မီးဖို့နဲ့ရေချိုးကောင်းကိုတော့အားလုံးအတူတူသုံးကြတယ်ပြီးဘာမှပြန်မပြောကြီးကဲအပေါ်တဲ့တက်ကြရအောင်ဒါမှမဟုတ်ရင်လဲရှင်ကျမအခန်းထဲမှာပဲသူပြန်လာတဲ့အထိစောင့်နေမလားအိမ်ရှိခန်းကဆိုပါမှာလဲနေလေရပါတယ်သူတို့မီးဖို့နဲ့ရေချိုးကောင်းကို အတူတူသုံးကြသလားဟုတ်တာပေါ့ ရှင်ရေချိုးခြင်းချိုးလေရှင်အခမ်းမဲဟာရှင်ရှိုးခြင်းရင်ကျမရေနေဦးတည်ပေးပါမယ်။ဆောင်းတွင်ကထင်းကြံကလေးရှိပါသေးတယ်။ဒါပေမဲ့အဘော်တော်ကရှင်တို့ခန်းရေချိုးကန်းကိုတော့သူတို့တော့ပိတ်သွားတယ်ထင်တယ်။ဘီဒီဘာမှပြန်မပြောကြည်ငုံရတာ နေဤအဘော်တဲ့တက်မလားဒီမာနေမလားဒီမာနေကြမှာလဲကျမမိဖို့ခန်းထဲမှာလှုပ်လှုပ်နေမှာပါ။ရှင်ဆိုမှာပုံမှာလဲပြီးဒေးလောက်အိတ်နေပါတယ်။နောက်ရက်မဖြစ်ပါဘူး။ကျေးဇူးပဲကျွန်တော်အဘော်တဲ့တက်နေပါမယ်။ ဘီကပြောလိုက်သည်အိမ်ပေါ်နေသောအခန်းသည်ကျင်းသည်မြောက်ဖက်သို့မျက်နှာမူလျက်ရှိသည်တရင်ပေါက်မှအပြင်ဘက်သို့လှမ်းကြည့်လိုက်လျင်ပွင့်နေဝေးနေသောတစ်ပင်တစ်ပင်ကိုမြင်ရသည်တစ်ဖက်တွင်ထင်းရှိသောဖုံးနေသောတောင်ဝတ်တစ်ခုကိုမြင်ရသည်ပြတင်းအနီးကတစ်ပင်တစ်ပင်ကြောင့်အခန်းကလေးသည်မှောင်တော်တော်ဖြစ်နေသည်ဒုတိယထဲအခန်းထဲတွင်ကျန်ခဲ့ပြီးအပေါ်ထက်သို့တက်ရသည်ဖြင့်မောနေသည်မှာ အသက်ရှိမှန်လာတော့အခါသူဇနီးအနံ့ကို သူတိလေသည်သူသည်ပြင်းပေါက်အနီးသို့ထိုင်ပြီးလျင် အသက်ပြင်းတစ်ချက်ယူထုတ်လိုက်ခန်းကလေးတဲ့ဗီဒိုဟောင်းလေးတစ်လုံးတံကရင်တစ်လုံးစပွဲတစ်လုံးကလထိုင်တစ်လုံးသာရှိသည်အဲ့ချလျင်ကလထိုင်တစ်ဖက်သို့တွန်းပြရသည် သူကရင်ပေါ်တွင် မလဲသေးပဲထိုင်၍တပြင်းရှူနေသည်စပွဲတွင်စာအုပ်များဝတ်စားများကစားစရာများစုပုံလျက်ရှိသည်လက်ကင်မှန်ကလေးတစ်ချက်လည်းရှိသည်သူသည်မှန်ကိုကောက်ယူကြည့်လိုက်သည်အထယ်ဆိုင်ကမှန်တွင်မြင်ရသောသူ့ရုပ်ကိုပြန်၍မြင်ရသည် ူဒီမှန်ကိုမှောက်ရချထားလိုက်သည်သူဇနီးပစ္စည်းများကိုအထားသူပျက်စီးမှဆိုးသက်ဖြင့်မကင်ပြီးစလိပ်ပြာခွက်ထဲသို့အနီဇက်ပြောက်ကလေးပါသောကလေးရာဘာဘောလုံးကလေးတစ်လုံးရှိသည် သူဇနီးအနှံ့သည်စပွဲပေါ်တွင်ဆွဲတင်လျက်ရှိသည် သူထိုင်နေကအဆောင်မိမသည်ကော်ဖီဘူးကြီးတစ်လုံးပေါင်မုတ်အချက်ကြီးနှစ်ချက်ယူလာသည် သူသည်မိမကြီးပြန်ထွက်သွားပြီလျင်သွားခြင်းဂုံစားပစ်လိုက်သည်မကြခင်မှာပင်အောက်ထက်ခန်းမှမိမများသည်ကော်ဖီ ထောက်ဘက်မုံတို့ဝဲဥကြောင်းနဲ့လမ်းကဆိုင်ကလေးတွင်တွေ့ကြရသောတစ်တော်သည့်ညီမျိုးတစ်လုံးကိုယူလာသည်ထိုမိမသည်တူလာသောဘန်းကလေးကို စပွဲပေါ်ချပြီးခဏဆိုင်သည်သူ့မျက်လုံးများတွင်မျက်ဤဆိုလျက်ခဏကြာသောပြန်ထွက်သွားသည်ဘီဒီလည်းပြေးလာသောအစားတောက်များကိုအကုန်စားပစ်လိုက်သည်နိုင်တော့မပြေးရသည်ဖြစ်၍သူပြတင်းပေါက်နာတွင်ထိုင်နေသည်မှာဘလောက်ကြာမှမသိချေနောက်ဖေးပန်းရတဲ့လူတယောက်မှမရှိချေသူ့ရဲ့များလည်းလေထဲတွင်တရှိရှိမြည်လှုပ်နေသည် ညနေဆောင်တွေပိုင်းအခန်းကလေးထဲတွင်ထုံတုပ်ထားသောနေရာပေါ်တွင် ထိုး၍အခန်းကလေးကိုလင်းထိန်စေသည်သူဇနီးရဲ့အနက်ကိုရှူရှားပါများသည့်ဖြင့်အနံ့သည်တဖြည်းဖြည်းပြတ်သွားသည်သူသည်အခန်းမှထွက်၍လမ်းဘက်သို့လျှောက်သွားသည်ဥင်တကာနာဝါရောက်တွင် သူဇနီးကလေးလေး၅ယောက်နှင့်တစ်ဖက်တောင်ကျူးမှ ချိုးဝင်လာသည်တကားဝင်ဘက်သို့အလာတွင် သူဇနီး၏ခြေလမ်းများရှိန်လျှော့သွား၏ခဏကလေးများရည်သားပြီးသူထံပြေးလာသည် ူလက်သူဇနီးကိုမရည်ရွယ်ပဲပြေးမိသွားသည် အနီးသို့ရောက်သောအခါသူဇနီးခဏမျှငေးကြည့်နေသည် သူထံပြေးလာသည်သူသည်အဖမ်းမခံရခင်ကလေးတွင်သူဝယ်ပေးသော သိုးမွေးဆွဲတာညိုရောင်ကလေးကိုသူဝယ်ထားသည်ကိုတွေ့ရသည်သူဇနီးသည် သူ့မျက်စိတ်တွင်အလွန်လှပတင့်နေလျက်ရှိသည်ခုနှစ်လလလုံးထောင်ထဲတွင်သူအမြဲတရိယမြင်နူးနေခဲ့သည်မှာသူဇနီးသာလျင် ဖြစ်ပေသည်ထပ်ပြီးနောက်ကိုရင်းခွာပြီးလျင်ပြီးသည်ခြံဝင်းကိုမိနေလိုက်သည် သူဇနီးနောက်မှာအာဟန်တင်တော်မျက်နှာထားကိုစီနေလိုက်လာကြတော့ကလေးများသည်6နှစ်9နှစ်အရွယ်များဖြစ်ကြသည်ကလေး၄၅ယောက်ဟုဆိုခဲ့သည်စင်စစ်ကလေး၄ယောက်သာဖြစ်သည်ဘီဒီကလေးမျက်နှာကိုတယောက်ပြီးတယောက်ကြည့်သည်ဘယ်ဟာကိုသားလဲဟုသူမေးလိုက်သည် ထိုမေးလိုက်တော့ကသူဇနီးလည်းချုံမချငွေလေတော့သည်အပေါ်တက်ကြရအောင်သူဇနီးကငိုရင်းပြောသည်မငိုပါနဲ့ကွာလာပါအပေါ်တက်ကြရအောင်မငိုပါနဲ့ငါသားဘယ်ဟာလဲ သူဇနီးခြံတကားဝါကိုဆွဲဖွင့်ပြီးလျှင်အဘော်သက်တို့တက်ပြေးသည် သူသည် သူဇနီး၏လုံးကျစ်သောကိုကာယကိုလှမ်းကြည့်ရင်သူနှင့်မခွာခင်ကအတိုင်းပင်လုံးလုံးကျစ်ကျစ်ကလေးနှင့်အသွားအလာတွက်လက်ဖြက်လက်နေပါသေးသည်ဟု၍အမတ်ပြုမိလေသည်အဘော်သက်တို့ဘီရောက်သောအခါသူဇနီးသည်ငိုတိတ်ရသွားလေသည်တို့ရတဲ့သူ၏ဖြူစင်သပွဲရှင်သားများသည်ကဆော်တာထဲမှမြင့်လိုက်နင်းလိုက်ရှိနေသေး၏မငိုတော့တော့လေမျက်လုံးများမျက်ဤဆိုလျက်ရှိသည်ဖြစ် မျက်ဤတုံနေသည်မောင်မောင်ဟုခတ်တူတူခေါ်နေသည်ကဲထဲဝင်ကြရအောင်ဟုဘီကဆိုသည်တခြားလူလေးလည်းအခန်းထဲမှာနေကြတယ်ကိုသိပါတယ်လာပါထဲဝင်ကြရအောင်ထဲရောက်ပြီးပြီလားရောက်ပြီးပြီကိုသားပဲဟာတယ်အခန်းထဲသို့ရောက်တည်တည်သူဇနီးသည်ကြမ်းပြောင်းပေါ်တွင်ဒူးထောက်၍သူ့ရင်ခွင်ထဲတွင်ခေါင်းထိုးပြီးလျင်ငိုလေသည်မောင်ရဲ့မောင်ကိုစောင့်နေခဲ့တယ်ဘီဒီသူဇနီးကောင်းကိုလက်နဲ့တတ်ပေးရင်စောင့်ရတာခက်ခဲသလားသူဇနီးက မောင်ဟုရတာတူတူခေါ်နေသည်သူလည်းသူဇနီးဆွေများကိုတက်ရိပ်ပေးနေသည်ကိုအတော်အိုသွားပြီလားယင် သူဇနီးသည်သူ့ဒူးများကိုဖတ်ပြီးမောင်ယင်တုံးကလိုပါပဲဟိုဟိုသွားသလားခွေမဟုတ်ပါဘူးမောင်ယင်ကျမတော့မောင်ကိုတသက်လုံးချစ်သွားမှာပါတကယ်ပဲချစ်သွားမှာလားသူဇနီးကတုံးရင်လာ၏ဆိုင်ကြီးတကင်ငိုလီတော့သည်ဘီဒီဆပင်ကိုတက်နေတော့လက်ကိုရှုပ်လိုက်လေသည်မင်းကိုကိုအရင်တုန်းကလိုဆက်ဆံနိုင်မှာလားယင်ကျမမောင်ကိုတသက်လုံးချစ်နေတာ ဘသူကိုမှမချစ်ပါဘူးမောင်ကိုပဲအများတန်းချစ်ပါတယ်မောင်ရင်မင်းကိုကိုစောင့်နေတယ်နော်ဟုတ်ပါတယ်မောင်မောင်သွားကြတဲ့ကတနေ့မှမောင်ကိုသတိမရတာမရှိဘူးနေ့စဉ်နဲ့အမျှမောင်ကိုပဲသတိနေရနေမောင်တနေ့ပြန်လာမယ်ဆိုတာသိပါတယ်မောင်ပြန်မလာရင်လဲကျမတကူတဲ့နေမှာတေးမှာပါမောင်သားကလေးမောင်ကိုစားချစ်ရမှာပါမင်းကိုကိုချစ်တယ်နော်ဒီပြင်ဘသူမှမချစ်ပါဘူးမောင်ရင် မောင်ဘလောက်ပဲဥသောဥသောမောင်ကိုပဲချစ်နေမှာပါ အင်းကိုအိုသွားတယ်နော်ရုပ်ပြောင်းသွားတယ်နော် သူဇနီးဒီတဆိုင်ဆိုင်ကိုရင် သူ့ကိုပို၍ဖိဖက်ထားသည် သူလည်းဇနီးကိုသမင်းကိုတတ်ပေးနေသေးသည်ကျမတို့နောက်ထပ်ကလေးတယောက် ရှားနိုင်သေးရဲ့နော်အင်းမင်းငါ့ကိုချင်းရှားနိုင်သေးတာပေါ့ထထလေသူဇနီးကထလိုက်လေသည်တားကလေးကိုခေါ်လိုက်ရမလားမခေါ်နဲ့ဦးကိုမင်းနဲ့အတူခဏနေချင်းပါသေးတယ်ကလေးလေသူ့အဖေကိုမှတ်မိမှာမဟုတ်ဘူး စိမ့်နေဦးမယ်အခုသူပန်းချီထဲမှာမဟုတ်လားယင်ဘီကဆိုလေသည် အောက်စင်းပြီးသူ့ကိုပြောထားလိုက်ဦးမယ်သူစနီးသူသားထံမှာပြန်ရောက်တော့ကသူဒီပြင်းမောက်တွင်ရဲ့အခန်းတွင်သူကြောပေးထားသည် သူကြောသည်ကြုံ၍စောင်းနေသည် သူပြန်၍မှတ်လိုက်ကြည့်သည် သူစနီးလည်းခန္ဓာကားဝတွင်ခရိုက်ရက်နေသည်ကလေးကိုဖေဖေပို့ပန်းနေကူခဲ့ဖို့မှာခဲ့သည်ဟုပြောလေသည် သူ့တံမှာအစ်တစ်ဖြစ်နေသည်ပန်းနေတိတ်ပွင့်တာပဲ သူ့အဖေတဲ့ပန်းခိုင်ကြီးကြီးခူးခဲ့မယ်လို့ပြောခဲ့တယ်ဟုဆက်ပြောသည်။ဘီကမင်းငါ့ကိုချစ်သေးလားဟုပြန်မေးသည်။သူဇနီးကသူ့ပခုံးကိုပြေးဖက်ပြီးလျှင်ခေါင်းကိုမိထားလေသည်။မောင်တယောက်ထဲသာချစ်တာပါမောင်ရဲ့ဟုဆိုသည်။မင်းငါ့ကိုအရင်တုန်းကလိုဆက်ဆက်နိုင်ဖြစ်ပါမလားဟုမေးသည်။မောင်သွားကြရနေရောညာရောမောင်ကိုတည်ရနေတာ။နေတိုင်းလဲမောင်သားနဲ့မောင်အကြောင်းကြီးကိုပြောနေတာပဲ။ဘီဒီလက်ရဇနီးတယ်ကိုဖက်ပြီးလျှင်ညနာကိုစွသည်ကြည့်သည် ဝင်ကာနီနေအောင်တွင်သူဇနီးမျက်နာပေါ်သို့ဖြာကြလျက်ရှိ သူဇနီးလည်းသူ့လိုပင်အိုသွားသည်ဆိုသောအချက်ကိုမြင်တွေ့ရသည်ဖြင့်စိတ်ကျေနပ်မှုရသတူလိုဖြစ်သွားသည်ရှင်သွားတော့လေခုနှစ်နှစ်ပတ်လုံးသူ့စိတ်ထဲတွင်အမြဲတည်နေရသော သူဇနီးရုပ်ရည်အတိုင်းလှပနေသေးကြောင်းတွေ့ရသည် သူဇနီးသည်မျက်လုံးများမှိတ်ထားပြီးလျင်နှုတ်ခမ်းများကိုခါဟလှုပ်ထားသည် သူထွက်သက်လေးဘူးသည်ဘီးပားပြင်ပေါ်ရိုက်ခလျက်ရှိမျက်ဤစုနေသော မျက်လုံးများကို မြတ်တောင်ထုထုကအုတ်လျက်ရှိသည်သူဇနီးသည်သူရင်ွယ်ထဲတွင်နှိမ့်ချခြင်း၏တရုပ်ကိုဆောင်းလျက်ရှိ သူသည် သူဇနီး၏မျက်လုံးများကိုနမ်းလိုက်ပြီးလျင်ရူရစွာ ကိုခြင်းခွာလိုက်သည်ကျမတို့ရဲ့သားကိုလည်းချစ်ကြရအောင် သူဇနီးကမျက်လုံးများပိတ်လျက်ပြင်ပြောလေသည်အင်းသူ့ကိုခင်လောင်လောက်ရအောင်မယ်သူဟာမောင့်သားပဲလေကိုသားကြီးပဲဟုတ်မလဲမင်းလည်းပါတယ်ပေါ့ဘီကဆိုလိုက်သည်သူဇနီးကသူ့ကိုလေပင်ဖက်ရင်ကျမမောင့်ကို ရေဘက်တိုက်ပြီးမင်းတော်ဆိုသည်ကောင်းသားပဲသူဒီအဝတ်အစားများကိုချွတ်လိုက်သည်သူစနီးအေးရတွင်ပြင်ပြီးနောက်သူခင်မွန်းဤလုံးဒီကိုကိုဒဲလျောင်းစေသည်ထို့နောက်ရေနွေးတန်ပုံးတပုံးနှင့်ဆက်ပြာကိုတို့ဘဝနှစ်ထဲတို့ကိုယူလာသည်ကိုတို့ဘဝတစ်ထဲတွင် ရေဆိုပြီးဆက်ပြာနှင့်ပို့ပြီးလျင်သူခင်မွန်းဤကိုခေါင်းဆုံးခြေဆုံးပို့တိုက်ပေးသည်ရေနှခါလေးရေတိုက်သည်ပြီးသည်ကိုကိုတွန့်ရေခံနေသည် သူ့မျက်တာနဲ့အကြည့်တက်ဆိုင်နေတယ်အင်းငါ့ကိုအရင်တိုင်းဆက်ဆံမှာပေါ့နော်အိုးမောင်ကလေးကွယ်ဒီညမောင်နဲ့အတူအိတ်မယ်နော် အိတ်မှာပေါ့နို့ကလေးရောဘယ်မှာအိတ်မလဲကျန်းပေါ်မှာအိတ်ရခင်းမှာပေါ့မောင်သားကအိတ်လိုက်ရင်တုံးမယ်မင်းနဲ့ကိုတညာလုံးအိတ်မယ်နော်တညာလုံးညာတိုင်းအသက်ထက်ဆုံးအိတ်မှာပေါ့မောင်ရင်ဝိထုလေးရတော့ဒီမှာပဲပြီးဆုံးသွားပါ යි ခင်ဗျာအခုလိုအချိန်ပေးပြီးနားဆင်ခဲ့ကြတဲ့ပေးတက်တယောက်ချင်းတယောက်ထူးပင်ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ